ယမဘယင်းနေတဲ့ကစကိုင်းစီသူမင်းဆိုတာအင်းဝမှာနတ်တက်ဖူးတယ်။သူကတိုင်းသူပြည်သားတွေနဲ့သူ့ရဲ့ဝန်တန်းတွေနဲ့ဆက်ဆံတဲ့အခါမှာသူ့ဝန်ကတန်းတွေကသူ့ရဲ့ကြီးတဲ့လူတွေဖြစ်လိမ့်မယ်။ဒါတော့ထုံးစံပဲသူကဝန်ကြီးတွေပါလေဆိုတက်ကြီးတတ်တယ်ပေါ့နော်။သူအဲဒီသူ့ဝန်တန်းတွေကိုအကိုလို့ခေါ်တာ။ ။သမိုင်းထဲမှာရှိတယ်။စကိုင်းစီသူမင်းကနုညာစွာဆက်ဆံနေ။သူကဒီနေ့ကို ဥရိတရားမနဲ့အဲ့ရထားရင်ဥရိတရားဂါထာတထောင်ရွတ်လေးရှိတယ်။တရက်တော့စကိုင်းဘက်ကရကန်းတဲ့မျိုးသမီးတယောက်ကရကန်းခုံလို့ဖို့ညတူးရင်ကနေရွှေအိုးတွေ့လာတယ် အဲ့ဒါကိုမင်းမှုရဲနေကတိမ့်လာပြီးတော့မျက်နှလုံးမျက်လျက်ဘယင်ကုန်းလာဆက်တယ်ဆက်တဲ့အခါရွှေဝိုးရတော့ဘယ်အရရလုံးလို့ပြီးတော့ရှက်ကန်းသမားတယောက်တူရင်ကနေပေါ်လာလို့ရတာရှင်မင်းကြီးကလာဆက်ပါတယ်ပေါ့ဆိုတော့အဲ့ဒီစိတ်သူမင်းကဘာပြောတော့ဆိုအကူရုယောက်ျားသားတွေပဲတဲ့ ြေကြီးတဲ့ကိုယ့်အကို အားနဲ့တူးကြည့်ပါလားတဲ့ရပါမလားတဲ့ရွှေဒါသူကံပေးလို့သူရတာလုံးဝမယူပါနဲ့ပြန်ပေးလိုက်ပါအကုန်လုံးအဲ့လိုဆက်ဆံပြောကြခဲ့တာသမိုင်းမှတ်တမ်းနေနေရှိတယ်เนาะအဲ့တော့မတ္တဝဆိုတာအထက်စီးနဲ့ဘယ်တော့မှမပြောဘူးနှူးညံ့သိမ်မွေးစွာပြောတယ်နောက်တစ်ခုကတော့တပတ် တိုင်းပြည်အုပ်ချုပ်တဲ့ပိရင်သို့မဟုတ်အကြီးကဲလုပ်တဲ့ပုဂ္ဂိုလ်ဟာတိုင်းပြည်ဗန္နာကို ချိုးချံစွာအသုံးပြုရမယ်မသုံးမဖြုံးရဘူးလို့ဆိုလိုတယ်ပေါ့တပတ်အဖြုံးနေမလုပ်ဘူးချိုးချံစွာအသုံးပြုတယ်မိသားစုထဲမှာလည်းစီမံခန့်ခွဲတဲ့ပုဂ္ဂိုလ်ဟာအရေးကြီးတယ်အဖြုံးမလုပ်ရဘူးနောက်တစ်ခုကတော့ အကောတံအဝိဟိတ္တ္သာသောတပည့်ဟုတ်ချုပ်တဲ့မင်းဟာ ပြည်သူတွေပေါ်မျက်မထွက်ရဘူးဒေါသမချိရဘူးလို့ဆိုလိုတယ်ဒေါသမထွက်ရဘူးစိတ်မဆိုးရဘူးထို့တူပဲမိသားစုတွေမှာလည်းပဲအကြီးကဲလှုပ်ပြီးဆိုလို့ရှိရင်ဒေါသရကြီးဆက်ဆံလို့ရှိရင်မှားနိုင်တယ်အဲဒါကြောင့်မို့ဒါပြန်လဲဆက်ဆံရေးဆိုတာ ဒီချက်တွေ ਨੇ ပြည့်စုံအောင်မှာဖြစ်တယ်ပေါ့ဒါလူချင်းချင်းဆက်ဆံရင်လည်းဒါတွေလိုက်နာရမယ့်အချက်တွေပဲ